ကျောက်တလုံးကြီးမြို့အခြေခံပညာထက်တန်းကျောင်းတွင်ကျောင်းဘက်ဝန်ကျင်တန်ရှင်းတာယာရေးလုပ်ငန်းများပူးပေါင်းဆောင်ရွက်တဲ့တရင်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ရှမ်းပြည်နယ်တောင်ပိုင်းတောင်ကြီးခရိုင်ကျောက်တလုံးကြီးမြို့၌အခြေခံပညာကျောင်းများဖွင့်လှစ်ချိန်တွင်ကျောင်းသားကျောင်းသူများစိတ်အေးချမ်းစွာပညာသင်ကြားနိုင်စေရန်ရည်ရွယ်၍စုပေါင်းတန်ရှင်းရေးလုပ်ငန်းများကိုကျောက်တလုံးကြီးအခြေခံပညာထက်တန်းကျောင်းတွင်မေလ၁၀ရက်နေ့9နာရီကပြုလုပ်ခဲ့ပါတယ်။ ကျောင်းပတ်ဝန်းကျင်တန့်ရှင်းတာယာလပရေးလုပ်ငန်းများကို မြို့အုပ်ချုပ်ရေးမှူးဦးတက်နိုင်ဦးဆောင်၍ဌာနဆိုင်ရာများဆရာဆရာမများကျောင်းသားမိဘများနှင့်ဒေသခံပြည်သူများပူးပေါင်း၍ကျောင်းတွင်ကျောင်းပြင်ရှိခြုံတွင်များခုတ်တွင်ရှင်းလင်းခြင်းဤစည်းရည်လာကောင်းမွန်စေရေးရေနှုတ်မြောင်းများဆယ်ယူပေးခြင်းလုပ်ငန်းများကိုပူးပေါင်းဆောင်ရွက်ပေးကြကြောင်းသိရှိရပါသည်။ကျောက်တလုံးကြီးမြို့ဌာနဆိုင်ရာများနှင့်ဒေသခံပြည်သူများအနေဖြင့် ဒေသအတွင်းဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအပြင်တန့်ရှင်းတရားလှပရေးလုပ်ငန်းများပုံမှုထိရောက်အောင်မြင်စေအစဉ်ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်းသိရှိရပါတယ်ခင်ဗျာ